အခုဆက်ပြီးဖေဖော်ဝါရီလ26ရက်နေ့ကနေမတ်လ4ရက်နေ့အထိဈေးကွက်အတွင်းတည်ကြနိုင်မည်ဖြစ်သွားတယ်။လေယာထွက်ကုန်ဒီနန်စီနိုတွေကိုပြောပြပေးချင်ပါသေးတယ်။ပြီးခဲ့တဲ့အပတ်ကတံကို7330အောက်ဈေးတန်းမှာပဲရှိခဲ့တဲ့မတ်ပဲကအခုတပတ်မှာတော့တံကို7330အထက်ထိပြင်းပြတ်လာပါသေးတယ်။ရန်ကုန်ပြည်နယ်ကုန်စည်တိုင်းဈေးကွက်မှာတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့က MacBay FAQ တဒံကို29သိန်း9300ကျပ်လောက်တာပေါက်ဈေးရှိခဲ့ပြီးမဲ့ Match လ၄ရက်နေ့မှာတော့တဒံကို7သိန်း30နဲ့1000ကျပ်လောက်ထိမြင့်တလာတာကိုတွေ့ရပါတယ်။ပဲစင်းကောင်ကလည်းအခုတစ်ပတ်မှဈေးမြင့်နေပါတယ်။ရန်ကုန်ပြည်နောင်ကုန်စည်တိုင်းဈေးကွက်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကပဲစင်းကောင်တဒံကို7သိန်း30လောက်တာပေါက်ဈေးရှိခဲ့ပြီး မလ၄ရက်နေ့မှာတော့တံတန်းကို7,350ကျပ်လောက်ထိမြင့်တက်လာတာကို တွေ့ရပါတယ်။အိန္ဒိယနိုင်ငံရဲ့မပဲနဲ့ပဲစင်းကုံကိုအခွန်လွတ်တင်သွင်းခဲ့တတန်းတိုးခဲ့ရင်မြမမပဲစည်းကကအလားအလာပိုကောင်းလာနိုင်ပေမဲ့လက်ရှိမှာအိန္ဒိယကုံတွေတွေကဒီမွာရကိုစောင့်ကြည့်နေကြတဲ့အတွက်အယောင်းဝယ်အေးနေတာဖြစ်တယ်လို့ကုံတွေတွေက သုံးသပ်ကြပါတယ်။ ကျက်သူဖြူအတိတ်တွေဈေးကွက်ထဲကိုအဝင်များနေတဲ့အတွက်ဈေးကထွက်လောက်ထိကျဆင်းနေပါတယ်။ရှမ်းပြည်နယ်အောင်ပန်းကုန်စည်တိုင်းမှာတော့ဖေဖော်ဝါရီလ29ရက်နေ့ကကျက်သူဖြူထူတပိတ်တာကို11000ကနေ13000ကျက်လောက်ထိပေါက်ဈေးရှိခဲ့ပြီးမယ်။မက်ရှလာ၄ရက်နေ့မှာတော့တပိတ်တာကို9500ကနေ8500ကျက်လောက်ထိကျဆင်းသွားတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ပတ်ကဈေးကွက်ပေါက်ဈေးနဲ့ရှင်ရင်တော့ကျွတ်တူဖြူတပိတ်တာကို9000ကျပ်နီးပါးကျဆင်းသွားတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးထားတဲ့ဒီနယ်ဈေးနှုန်းတွေကအချိန်နဲ့မျှပြောင်းလဲမှုတွေရှိနိုင်ပါတယ်ရှင်။